Freedom for Computer Channel မှာအပင်းနေကြတဲ့ခြေတော်ကလုံးမင်္ဂလာပါရှင်။ကျွန်တော်ကဒီနေ့မှာတော့ဆီယမမီချန်ဝေရေးတတ်ထားတယ်။မြင်းစီရင်တို့ကကုန်ချင်းမဂဇင်ဝတ္ထုတို့များတွေကနောက်ထပ်ဝတ္ထုတို့လေးတစ်ပုဒ်ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဝတ္ထုတို့လေးရဲ့နာမည်ကတော့ရင်ငွေလုံးဇီဝစိုးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။အားလုံးရဲ့နားစင်ကန်စားပေးကြပါအောင်ရှင်။ ချင်းငွေလုံးကြီးပဲဆိုတကယ်တော့ကျွန်တော်ဟာပင်လယ်နဲ့ဝေးသူပါရန်ကုန်လိုမြို့ပြမှာကြီးပြင်းရတာမို့ပင်လယ်နဲ့စိမ့်ဆက်ကွာလန်းနေတာလို့ပြောရင်ရနိုင်ပါတယ်ဝန်ထမ်းသသမီပီပီငွေဆောင်တို့ချောင်းသားတို့မှာအပန်းဖြေဖို့ဆိုတာကလည်းကျွန်တော်အတွက်ຫນွေလဲအိမ်မက်တစ်ခုပါပဲဒါပေမဲ့အခုပင်လယ်စီ ကျွန်တော်တကယ်ရောက်ခဲ့ပြီပင်လယ်ရဲ့အံ့မခံကြီးကျယ်မှုမှာပျော်ဝင်နှိမ့်ညွတ်ခဲ့ပါပြီပင်လယ်ရဲ့ဖန်ဆာညွတ်ငင်မှုမှာညစ်တွေဝှစ်စင်ခဲ့ပြီး တင်လည်းရဲ့ဝေစာတိပွင့်မှုမှာလွမ်းမောဆွကျင်ခဲ့ပြီးမနေ့ကကျွန်တော်နဲ့ဒီကနေ့ကျွန်တော်တို့အကွာချကြီးကွာချားသွားပြီးခြင်းပါယင်တင်လည်းရဲ့တက်ရောက်မှုကကျွန်တော်ပေါ်ဧည့်တယ်လို့မျိုးတင်လည်းကိုရောက်သွားရတဲ့ကိစ္စကလည်းကျွန်တော်ဘဝဖြစ်စဉ်နဲ့ဆိုင်နေခြင်းနဲ့ဝေးပွားခြင်းနဲ့တေဆုံးခြင်းကာလတို့ဘဝလို့ဆိုကြတယ်မဟုတ်လားကျွန်တော်ဟာဘဝကိုယူရှင်းစွာ ဖြတ်တန်းခြင်းတို့ပါအဲ့ဒီရိုးရှင်းမှုနဲ့လွဲချော်ခဲ့တာဟာလဲကျွန်တော်ဘဝကံကြမ္မာပဲခြင်းပါယင် ျွန်တော်ဘဝအမှန်ကိုသိရတဲ့နေ့ကအလွန်ပဲအံ့ဩတုန်လှုပ်ခဲ့ရတယ်။ပြပင်းနဲ့မိမိဟာကျွန်တော်ရဲ့မိရင်ဖိုင်မဟုတ်ဘူးဆိုတာသိလိုက်ရတဲ့နေ့ကကျွန်တော်ဘလောက်မျိုးချုံအားငယ်သွားမလဲဆိုတာစဉ်းစားတာကြည့်လိုက်ပြီးတော့ဒါဆိုရင်ကျွန်တော်အဖေအမေရင်ကဘယ်သူလဲဗျာပြောကြပါခက်မြန်မြန်လေးပြောကြစမ်းပါပြပေကငကိုကလူအေးကျွန်တော်မိမိကတော့အတိုင်းဝိုင်းမှာအနေကြီးအခြေကြီးပုံစံမိသားစုပေါ်ဆွေမျိုးသားချင်းတွေပေါ်လဲဩဇာတယောက်သူဆိုပါတော့ အဲ့ဒီနေ့ကမေမေကလည်းထူးဆန်းစွာငိုလို့ပေပေကကျွန်တော်ကိုကန်တော်ကြီးပဲခေါ်ထုတ်လာတယ်။ကျွန်တော်နဲ့ပေပေနဲ့နဲ့တိုင်လမ်းလျှောက်ထွက်နေကြနေရလေ။ကန်တော်ကြီးရဲ့စိတ်များများရေးပြင်းဟာမလောင်ဆူနေတဲ့ကျွန်တော်ရင်ကို အတန်အသင့်ငြိမ်သက်စေခဲ့ပြီ။ဒီအခါမှာပေပေစီကစကားတန်ထွက်လာတယ်။ပေပေနဲ့မေမေအိမ်တော်သက်ရှင်းနေကြတဲ့အထိသာသမီမရကြဘူး။ဘသူချုံရင်ချက်ဆိုတာအဖြေရှာနေစေကာလာမှာမိမိညီမ ားရဲ့အန်တီတော်ရာကအိမ်မှာဒုတိယကလေးကိုလာမွေးတယ်။တားမီမီဟာသူ့မောင်နှမတွေပေါ်အစင်မြဲဘိုးကျခဲ့သူပြီးပြီးတော်ရရဲ့ကလေးကိုအတရားတမှယူထားခဲ့တယ်။အခုပဲဝမ်းကကြွတဲ့ရက်သားကလေးကိုဘဲမိခင်က ပေးချင်ပါမလဲ။ဒါပေမဲ့တားဟာခင်မလာလေ။တားမီမီရဲ့လည်းတားသိပြီသားပဲ။သူကလိုချင်လာပြီဆိုမရရအောင်ဖန်တီးယူတော့တာ။နောက်ဆုံးတားကိုအပြိပိုင်မွေးစားဖြစ်တယ်ဆိုပါတော့။ ဝေးစားပေမဲ့ညီမရင်ကမွေးတဲ့သားမို့တူရင်းဖြစ်လို့တွေးမဝေးပါဘူးသားသမီးမရှိခဲ့လို့လဲဖေဖေရောမိမိပါတားပေါ်ပုံချစ်ခဲ့ကြတာတားအတိပဲမဟုတ်လားသက်ဝင်ကျင်ကြောင်တာမဟုတ်ဘူးဆိုရင်ဒီအကြောင်းတွေကို ထုတ်ဖော်ပြောစရာမလိုပါဘူးတသက်လုံးလှုပ်ဝက်သိမ့်စီသွားမှာပါဒီအတွက်တားခံစားမနေပါနဲ့ဖေဖေကခံစားမနေပါနဲ့တဲ့ဖြစ်နိုင်ရောလားဗျာဒီတစ်ခါမှကျွန်တော်ခံစားချက်ကတမျိုးပြောင်းသွားတယ်အန်တီတိုရာကကို့တားရင်ကိုဘာလို့ပေးနိုင်တာလဲ ူယောက်ျားကျွန်တော်ဖေရင်ဆိုသူကရောမကန့်ကွက်ဘူးလားသူတို့လူလောကရဲ့ရောက်လာတဲ့ကျွန်တော်ကိုမကြိုဆိုကြဘူးလားဗျာဒါဆိုအန်တီတော်ရာတာကြီးကိုပေးတာကကျွန်တော်ကိုရင်ပေါ့သူကရောဒီဖြစ်တွေကိုတိထားတာလားလူတွေအားလုံးတိပြီးကျွန်တော်တယောက်ပဲမတိရဲ့ကိစ္စလားတော်တော်အုံတော့စားရဲဗျာမကြည်နဲ့ဘူးဖေဖေပြောပြလို့အပြစ်မှန်တိရပေမဲ့ကျွန်တော်ခံစားမှုတွေပောက်ကွဲနေတော့မယ်မေကိုစင်ပြီး အန်တီတော်ရာစီရောက်သွားလို့တောင်းကျမ်းမယ်ဆိုတော့မိမိကတငုံငုံနဲ့အန်တီတော်ရာဖြစ်မဟုတ်ပါဘူးမိမိဖြစ်ပါတဲ့ကျွန်တော်အတုမဖြစ်ခြင်းမို့ဗျာအစ်စ်ဖြစ်နေပဲရှင်းတန်းခြင်းလေဒီလိုအိမ်မှာအချိန်နေရှုပ်ထွေးနေတော့ဖေဖေနှမယောက်ျားဥငယ်ဘိတ်ကတက်လာပါရောသူကရန်ကုန်မှာမဂ္ဂဇင်းကိစ္စစာမှုကိစ္စရှိရင်တက်လာလေရှိတယ်စာရေးဆရာတပိုင်းဆိုပါတော့ဥငယ်ကစိတ်ပြေလက်ပြောင်းတေးစာဘိတ်ကိုလိုက်ခင်မလားတဲ့ကျွန်တော်တွေ့သွားတယ်ဘိတ်ဆိုတာကျွန်တော်မရောက်ဘူးတဲ့နေရာပါ ပတ်ဝန်းကျင်ပြောင်းရေပြောင်းမီပြောင်းဆိုပြီးဖေဖေရောမီမီပါတွန်းအားပေးတာကြောင့်မိကိုအလဲလိုက်ဖြစ်တော်တယ်ဖေဖေနှမအန်တီမီကမွေးတဲ့ဇူးဇူးနဲ့ချူးချူးညီမနှစ်ယောက်ကိုလွမ်းလာလဲပါတာပေါ့တခါတလေမှတွေ့ရကြသူတွေမျိုးသူတို့နဲ့တွေ့ချင်းစိတ်လဲပါပါတယ်မေလီယင်စီတွေ့ကြုံကကျွန်တော်အတွက်ပထမအဆုံးတွေ့ကြုံပါတဝဲကိုဖြတ်တန်းတာနဲ့ပင်လယ်ကြီးနဲ့ရင်ဆိုင်တွေ့ရပါပြီဝင်းလယ်နေကြီးအောက်ကပြာလဲလဲအလဲဆူဆူရေပြင်ကျဲကြီး တောင်တန်းတွေက အနာတက်ထားပြီးပွင့်စုပ်ပွင့်ကြွေတွေကျဲပက်ထားသလိုစုစုဖွဲ့ဖွဲ့တည်ရှိနေတဲ့ကျွင်းမြေတို့ရဲ့အလားတန်ငါလှေကလေးတွေရဲ့အဆက်ပြောင်မြင်ကွင်းတွေကအမြင်မဖော်နိုင်တဲ့ဝေဒနာတရက်ကိုမွေးဖွားပေးလိုက်သလိုလေရင်ပြတဲ့ပေါက်မှာအံ့ဩငြိမ်ရင်နေမိတဲ့ကျွန်တော်ဟာအရာရာကိုအမိမိအယောယောမိရောက်တော့ကံပြားရက်ကွက်မှာရှိတဲ့ဥငယ်တို့အင်္ဂလိပ်စီ ရောက်ခဲ့ရပါတယ်ဥငယ်ပုံဆက်ထားလို့ကျွန်တော်ပါလာမယ်ဆိုတာသိနေတဲ့ပုံပဲ အင်္ဂလိပ်ကဘင်္ဂလိုဆန်ဆန်တက်ထက်တိုက်ပြကလေးချင်းရှိမှာပန်းကြံကလေးနဲ့အိမ်နောက်ဖက်မှာတော့အုံးပင်တွေစီရင်မူလရန်ကြောင်းသူကြီးတွေဖြစ်နေတဲ့ဇူးဇူးနဲ့ချူချူကလည်းပြောလို့ကျွန်တော်ကိုကိုကိုတီစာကိုကိုတီစာနဲ့ကန့်နေကြတော့တာကျွန်တော်လည်းအခုစေတန်းကျောင်းသားဖြစ်တဲ့အထိတယောက်တည်းဥတလုံးနေလာရတော့ကလေးတွေကိုခင်ပါတယ်အန်တီမီကတော့သူ့ကိုသွေးမပါတဲ့ကျွန်တော်ကိုငကိုကလေးကချစ်ပြီးသားပါ အိမ်မှာပြဿနာပေါ်ခဲ့တာလဲသိမြင်ပုံပါပဲကျွန်တော်ရှိမှာတော့ဒီအကြောင်းတွေကိုတခါမှအဆမပေါ်ရှာဘူးကျွန်တော်ရောက်တော့အန်တီမီမှာဒေတာအစားစားကက်ကြီးကိုတို့မပြောသေးပြပအောင်လို့လို့အစားစားမျိုးတွေချက်ကျွေးရဖျားဆောင်ပို့ရနဲ့အတော်ကိုမောရှာတာပါဒီကြားတဲ့ကျွန်တော်လေးဥငယ်ဆိုင်ကနောက်ကပါသွားပြီးဥငယ်တို့စာရေးဆရာတွေထိုင်လေးရှိတယ်လက်ဖက်ရည်ဆိုင်တွေစီရောက်ရောက်သွားလေးရှိတယ်အထူးသဖြင့်ဥငယ်တို့ကမြို့တစ်စီရှိတာ လက်ဖက်ရည်ဆိုင်မှာထိုင်းလိရှိတယ်။အဲ့ဒီမှာကြပြဆရာပိုင်းကြပြဆရာဝေးအိမ်နောက်ပြီးကြပြဆရာမိုးတစ်တို့ထိုင်းလိရှိတယ်။ဦးငယ်တို့လူဆောင်ရင် စာအကြောင်းပေးအကြောင်းပြောကြကြပြတွေလဲလဲဖတ်ကြ။မဂ္ဂဇင်းနဲ့ပါလာရင်လည်းဆွေးနွေးကြနဲ့ကျွန်တော်ကတော့လက်ဖက်ရည်တောင်းမှုစားပါပဲ။ကျွန်တော်ကကြပြတွေနဲ့နည်းနည်းဝေးတယ်လေ။မိမိကအကြောင်းစာကလွှဲရင်အပြင်စာဖတ်တာမကြိုက်တဲ့အတွက်လည်းပါတယ်။ကျွန်တော်ဦးငယ်သွားတဲ့လောက်ပါနေလေတော့ ဒေသခံကပြဆရာတွေနဲ့ခင်မင်နေပါပြီ။ဒီနေ့ဥငယ်ရူစာနဲ့စင်သမားတွေစုပြီးဒီတန်တရာခီးထွက်မဲ့စီစဉ်နဲ့တိုးပါရော။ခီးစဉ်ကဘိတ်ကနေပန်လုံးအော်ဆိုတဲ့ပဇွန်အေးကန်းကိုဟိုင်ဖိုင်ရှက်ပြင်းနဲ့သွားမယ်။ဥငယ်တို့မိတ်ဆွေတွေရှိရာပန်လုံးအော်မှာစကန်းချမယ်။ပြီးမှရေအေးငှက်တိုက်တောင်ကိုတွားရောက်လေးလာမယ်။အဲ့ဒီခီးစဉ်မှာကျွန်တော်ပါဝင်ရမယ်ဆိုပါလား။ဒီစာကြီးအเจ้าတင်လို့လိုက်ရတာမင်းအတွက်ကံကောင်းနေဆိုရမ ဒီနေရာတွေကမင်းသွားချင်တိုင်းသွားလို့ရတာမဟုတ်ဘူးအဖွဲစည်းနဲ့သွားမှရောက်တဲ့နေရာတွေတေစာတစ်ဖြစ်လဲစီဂျစ်စီပေါ့ကွာဦးငယ်ကကျွန်တော်ကိုစီဂျစ်စီတဲ့ဒီသုံးလုံးကိုကျွန်တော်တိတ်မကြဘူးဘူးမင်းကြည့်တော့ပင်လယ်မှာလှည့်လည်သွားတဲ့သူကိုပြောတာတဲ့ကျွန်တော်ပြုံးမိတယ်ကုန်းခေါင်ခေါင်ကလာသူ စီဂျစ်စီဖြစ်အောင်ပါပါလားခီးစင်ကဘယ်နေရာမှန်းမသိကျွန်တော်မှာတက်ကြွပျော်ရွှင်နေလိုက်တာဝေဒနာဟောင်းတွေကိုတောင်မေ့လို့တကယ်တမ်း ိုင်းပိုင်းမြရင်ဘိတ်ကမ်းမှာအစထွက်တော့နက်နက်6နာရီအဖွဲသားအားလုံးကျွန်တော်အပါဝင်ရှိရောက်သေးပါစီစဉ်ပြီးမှပြက်ကွက်သူနှစ်ယောက်ဖြစ်သွားပါတယ်ပင်လယ်မှာအေးတယ်အနှွေးတွေများများထဲလို့အန်တီမီပြောတာနဲ့အိတ်ထဲမှာအနှွေးတွေတွေနဲ့လေးနေတာပါไฮไฟအမြန်ရှက်ပြေးရင်ထဲမှာတော့အဲယာကွန်လွတ်ပေးထားလို့အနေတော့ပါပဲနောက်ပါခင်းထားတဲ့ပိတ်စိတ်ကန်ကိုကတုတ်ကြီးရဲ့နှုတ်ဆက်နက်နက်ခင်းနေချင်းနူးနူးအောင်မှာရှက်ပြေးရင်က ရေပြင်ကိုထိုးခွဲလို့ ြည်လီမြင်လျာတိုင်းကျွန်းကြီးကျွန်းငယ်တွေတောင်တန်းတောင်ဆွဲတွေတရရဲ့ကျင်ကရေးရဲ့ရောင်ပြောင်းသွားကော်ဖီရောင်မှပြလဲလဲမှစိမ့်လွန်လွန်စီမွမလွယ်တလွယ်ကလေးမှကြီးမားတဲ့တောင်တန်းရံကြီးတွေနဲ့အမလန်မကန့်မှရေရင်စိုက်ပါတယ်ရေးလဲမှာခိတရက်တာဖြစ်ပြီးပန်လုံးတော်သွားမဲ့ခီးတဲ့တွေလှေတမ်းမှန်ကလေးနဲ့ဆင်းကြရပါတယ်ပဇွန်စကင်းကဝန်တန်းနှစ်ယောက်နဲ့ကျွန်တော်တို့အဖွဲ့ပါမြင့်မာမတ်ဆောက်တဲ့ကြောက်တောင်တနေရာမှာ ဟိုဘက်ကိုပောက်တဲ့ဝင်ပောက်တစ်ခုကိုဖျက်လိုက်တဲ့အခါတန်လုံးတော်ပစွန်အေးကန်ကိုမြင်ရပါပြီ။ဆက်တက်တမန်ဟာအေးကန်ပိုင်တမန်ဖြစ်ဟန်တူပါရဲ့။ကျွမ်းမော်ရောက်တော့ပစွန်တွေရွေးချယ်ထုတ်ဖို့နိုင်ငံသားဈေးကွက်ရောက်တဲ့အထိပို့ဆောင်ဖို့ပြင်ဆင်တာတွေလေ့လာရပါတယ်။ကျွန်တော်တို့နားနာနေနေအလုတ်သမားတွေနေတဲ့အဆောင်တွေဝန်ထမ်းအရာရှိတွေနေတဲ့အဆောင်တွေနားနေရိတ်သားတွေရှောက်ကြည့်ကြတယ်။ဒီတညာပြည်လဲစာတွေနဲ့ထမင်းစာပြီးအိတ်လိုက်ကြတယ်။ တကယ်ဆိုရင်အဲ့ဒီပစွန်သေးတွေက ကျွန်တော်တို့ကိုဘာမှဆွဲဆောင်နိုင်ခြင်းမရှိပါဘူးဒေတာထွက်ကုန်တစ်ခုအနေနဲ့သာမြင်တာပါဥငယ်တို့ကတော့အင်တာဗျူးတွေလုံးတပ်ပုံမှတ်တမ်းတွေ တင်ဖို့ဗျာအားလုံးတက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်ပါပဲပစွန်စခန်းကနေကြည့်လျင်ပင်လယ်ဟာပြာယုံတင်မဟုတ်စိမ့်ဖန်ဖန်ဖြစ်နေပါပြီပင်လယ်ရောင်ပြောင်းတာဟာမြေရောက်ကနှောင်းစီမြေနှစ်တွေကြောင့်လားနေရောင်ကြီးရဲ့အလင်းပြင်ဆက်လက်ကြောင့်လား ကျွန်တော်ခေါင်းထဲမှာအဖြေကမရေရလှဘူးကျွန်တော်ပဇွန်တွေကိုစိတ်မဝင်စားပေမဲ့ပင်လယ်လေးရှူရတာပင်လယ်စားစားရတာလိုက်လာရကြုံနဲ့တယ်လို့ဆိုရမယ်ပင်လယ်ရှုခင်းတွေကရောနောက်တစ်ခါပြင်မရနိုင်တဲ့အခွင့်အရေးမျိုးလေနေလုံးကြီးပင်လယ်ထဲမြစ်ကြပြောက်ကွယ်သွားတဲ့မြင်ကွင်းကကျွန်တော်ရင်ကိုအဆွေးဓာတ်တစ်ခုထုံကူးပေးနေတယ်လို့ပဲလွှမ်းလိုက်တာဗျာဘာကိုမှမသိဘယ်ကိုမှမသိ မင်းကပင်လယ်စည်းစာကိုနှုတ်ဆက်ပြီးတော့ဒီမနေ့စောစောပင်လယ်ထဲကနေလုံးထွက်ပေါ်လာတာကို မျှော်ကြည့်ရင်ခုံရပြန်ပါတယ်ကျွန်တော်တို့အားလုံးတန်လုံးဟော်ကနေပဲချိန်နဲ့ထွက်လာကြတာပါကျွန်တော်တို့သွားချင်တဲ့ရေအေးငှက်တိုက်တောင်ကြီးစီရောက်တော့နေလုံးကြီးဟာတောင်မလုံးကြားကနေပြူထွက်နေပါပြီမနေ့ခုနှစ်နာရီခန့်ပင်လယ်ဒီအကြနဲ့ချိန်ကြိုက်ပြီးငှက်တိုက်တောင်ကြီးရဲ့အောက်ခြေလိုင်းကောင်းကိုဖြတ်အတွင်းပိုင်းကိုလေ့လာကြမှာဖြစ်ပါတယ် ပင်လယ်ရေထဲကနေထိုးထွက်နေတဲ့မိုးစွန်တမို့ကျဲကိုဆွတ်ကြောက်တောင်ကြီးကိုကျွန်တော်အံ့ဩမြင့်တက်စိနေငေးကြည့်နေပြီ။တဘာဝတရားရဲ့စံကျေမှုကလူတွေရဲ့စိတ်ကိုအတစ်အတစ်သောပြန်စားမှုတွေပေးတတ်ပါလား။အားလုံးဟာတဘာဝဝမှန်တည်တဲ့လှပါကြ။မူလရန်တို့ကအော်ဆူခဲ့တဲ့ကြပြတဘုံရဲ့နောက်ဆုံးစားသားကလေးအလိုလိုစိတ်ထဲမှာပေါ်လာတယ်။ ကျွန်တော်တို့အားလုံးတောင်ကြီးရဲ့ရှေ့ရေးပြင်မှာဒီအကြကိုနေသက်စွာစောင့်ကြည့်နေကြတယ်။ကျွန်တော်ငင်ကြီးနေနေလို့ဦးငယ်ကတေစာကြောက်နေလားတဲ့။ကျွန်တော်ကမကြောက်ပါဘူး။ Okay ပါတယ်ဆိုတဲ့သဘောနဲ့လက်မထောင်ပြလိုက်ပါတယ်။ဒီလောက်နဲ့ကြောက်တဲ့ဆိုတေစာရာဇဝင်ရိုက်သွားမှာပေါ့။ကျွန်တော်ငင်နေတာကတဘာဝပတ်ဝန်းကျင်ရဲ့ညှို့ချက်မှမိနေလို့ပါ။ရေပြင်ထက်အမြင့်ပေရှေ့ရာကြော်ကန်ထိုးထွက်နေတဲ့တောင်ကြီးတွေတစုတဝေးတဲ့တွေ့နေရတဲ့မြင်ကွင်းကအသက်ရှူမလောက်စရာပါ။ ကြည်နေရင်မှပဲရေကတဖြည်းဖြည်းကျလာပါပြီကျွန်းတောင်ရဲ့အောက်ခြေကူပေါက်ထဲဝင်ကြရမှာမို့ကျွန်တော်တို့လေဆက်ရှင်လျှော်လိုက်ပါတယ်ကူပေါက်ထဲဝင်တော့ရေပြင်ကအတွင်းဘက်ကိုနှိမ့်စင်းသွားရမှာလျှော်ကနေအသေးကလည်းအေးကနေခြေတကွန်ကနေနှိမ့်လျှော်စင်းသွားတာမျိုးကျွန်တော်မျက်စိစုံမှိတ်ပြီးလှေနံကိုတင်းတင်းကင်လိုက်မိတယ်နောက်မှကို့အဖြစ်ကိုရက်ကိုရက်ကန်းဖြစ်ပြီးမျက်စိဖွင့်ကြည့်တော့ကြောက်တောင်ကြီးရဲ့အတွင်းဘက်ကိုရောက်နေပါပြီ ကိုရဲ့အတွင်းသားရဲ့လေဦးလှည့်ဝင်ပြေးလေးကိုဆက်ရှင်လျှော်လိုက်ကြတယ်။ကျွန်တော်နှာခေါင်းဝါမှာညှီဆူဆူရနဲ့တိုးဝင်လာပါလား။ကုနေရန်တွေမှာတွေ့ကက်နေတဲ့ပင်လေရင်ကြီးတွေငါ့ဦးကနန်းဦးရေစီကလာတဲ့အနက်ထင်ပါရဲ့။အားလုံးတနားရီပဲချိန်ရတယ်နော်။တနားရီအတွင်းမြင်မြန်လှုပ်ရှားမှ ရေတဲ့ရင်ကိုမပြန်ပိတ်သွားလိမ့်မယ်။လမ်းပြလို့သူရဲ့နှိုးစော်တဲ့ဟာကျွန်တော်ရင်ခုန်တဲ့ကို တိမ့်တိမ့်မြည်စေပြီပေါ့။ရေပြန်တက်လာလို့ဂူပေါက်ပိတ်သွားရင်ဒုက္ခ။ အတွင်းရောက်လေကြောက်ဆက်ပန်းဆွဲတွေနဲ့မခိုက်မိရအောင်ရှောင်ရလေအလိုဖះရေအလေးရောက်တွုံးဝင်နေတဲ့တစ်ဖက်ချက်မှာဂူပဝကြီးပါလားအပြင်းမဲ့ရောက်တာနဲ့ကျဲပြန့်တဲ့စိမ့်ပြအိုင်ကြီးအိုင်ကြီးကိုဝန်းရံထားတဲ့တဲ့ရင်ကြောက်တောင်ကြီး6တောင်ကမို့တီပနဲ့ရေပြအိုင်တောင်ဘက်ဆက်ကကြောက်တောင်ကြီးကတော့ဇီဝစိုးမြတ်တွေနေထိုင်အတိုက်လို့ရဦးငယ်တို့စာပေအဖွဲသားတွေရောက်ချီရငှက်တိုက်တောင်ကြီးပဲတဲ့ငှက်တိုက်ကူဝကြီးကတော့အဝမှာ 15ပေကန်သာကျဲပြီးအတွင်းဘက်မှာပေ90ကန်ရှိလိမ့်မယ်။အမြင့်ကလည်းပေ40လောက်။မောင်ကြီးဝေဝါးနေတဲ့အတွက်လက်နှိပ်တမီးကိုအားပြူနေရတယ်။ဂူမျက်နှာချက်ပေါ်မှာအမဲရောင်ဇီဝဆိုးနှက်ကလေးတွေနဲ့နှက်တိုက်ဖြူတူတူကလေးတွေငိန်တက်နေတဲ့လင်းဆွဲတွေတွဲလက်ခိုးလင်းဆွဲကြီးတွေကျွန်တော်တို့လူစုဟာအတွင်းလဲတလျှောက်ချော်မကြစီရန်ဖက်နဲ့မစီပဲခက်တွတ်တွတ်ရှောင်နေကြတယ်။တစ်နှစ်ကိုမျက်တိုက်ခွနှစ်ကြိမ်ဆွတ်တယ် တချိန်ဆွင့်ရင်မျက်တိုက်အပွင့်400ခန်ရတယ်။မျက်တိုက်ဆွတ်သူတွေဟာအချိန်ရောက်ရင်ကြောက်ကပရံတွေပေါ်ကြိုးဆိုင်တွေနဲ့ဖက်တွယ်တက်ပြီးဝါချမ်းတွေဆင်ပြီးခုဆွတ်ကြရတယ်။နိုင်ကောင်းအောက်ခြေတဲ့ဒါမှမဟုတ်ပင်လဲတဲ့ချော်ကြရင်အသက်ပါဆုံးရော။လမ်းပြလောက်သူစီကထွက်လာတဲ့စကားသံတွေဟာမျက်တိုက်တွေရဲ့တန်ဖိုးကိုတိုးမြင့်ပေးသလိုပါပဲလား။ကျွန်တော်တို့လူစုရေချင်းမမီမာဆိုလို့ခက်တော့တော့ပဲဂူရဲကပြန်ထွက်လာကြတယ်။ အမြန်ကြီးအမြန်လေလာမှတ်တာအမြန်တက်ပုံမှတ်တမ်းတင်အမြန်လှုပ်ရှားရတဲ့အတွက်အပြင်ရောက်တော့မောဟိုက်တုံရင်နေပါပြီဟောဟိုမကြီးဟိုမကြီးလမ်းပြလောက်သူလက်ညှိုးညွှန်ရာကြီးလိုက်တော့ကြောက်တောင်အပေါ်ဘက်ကောင်းကင်မှာစီဝစိုးအုပ်ကြီးကိုမဲမဲလှုပ်လှုပ်တွေးလိုက်ရပါတယ်သူတို့ကောင်းကင်မှာပြန်ဝဲနေပုံကတိတ်လာပါလားကျွန်တော်တို့ဘက်ကိုဦးဆောင်သူလမ်းပြဟာစီဝစိုးကျွမ်းကျင်သူ ဖြစ်နိုင်ပါတယ် သူ့လေယူလေသိန်းကအကံယူရန်ဆန်နေလို့အားဆိုင်နားထောင်ရတာတကူပါသူဟာလေဦးကနေတင်တန်းပို့ချတော့မဲ့အเจ้าဆရာပြောင်ရဲ့ဟန်နဲ့ဇီဝဆိုးဟာပြန်လာတဲ့ပုံစံနဲ့တူပေမဲ့တေချာကြည့်ရင်သူကအမီးပြားတလက်မလောက်ရှိပြီးခတ်တုံတော့ခက်ရှည်ရှည်နှုတ်ပြီးတူတူကစက်ကြဲကြဲခြေလောက်တိမ်တိမ်မျက်လုံးရဲရဲနဲ့ပေါ့ပါမန်ဆိုးစာကလေးတစ်ကောင်လောက်ရှိတယ်ထင်ရတယ်အတောင်ဖြန့်လိုက်ရင်တော့ဇေယျတစ်ကောင်ဖြန့်ထားတဲ့တောင်ပံအရွယ်ရှိတယ် ကြန့်ခိုင်တန်မာတဲ့အတွက်အမြင့်ဆုံးစီပြန်တန်းနိုင်တယ်။တစ်ချိန်မှာနာရီ40ကြာမနာရန်ပြန်တန်းနိုင်တဲ့ကောင်းတွေပေါ့။သူတို့ဟာအတိုက်လောက်ချင်းခလေးတွေကိုအစာကျွေးချိန်ကလွဲရင်အိတ်တန်းတက်ခြင်းမရှိကြဘူး။အပြန်လန်းလေပေါ်မှာတော့လမ်းပြလောက်သူရဲ့အတန်ဒီသားပက်ချိတ်ဆက်တန်တဲ့အပြိုင်ပေါ်ထွက်နေတော့လေ။အဖွဲသားတယောက်စီက မေခွန်းတစ်ခုထွက်ပေါ်လာပါတယ်။သူပါအောင်ဗျ။ကျွန်တော်တို့တည်တလောက်ဇီဝဇိုးတွေဟာကောင်းကင်က တင်ရင်တင်ချီတွေကိုစားရမယ်ဆိုပါလား။ဒါတော့တင်စားပြီးပြောရပါဗျာ။ဒီလိုချစ်သူတွေရဲ့တင်စားချက်ပေါ့။ကောင်းကင်မှာလေဟုန်စီးရင်လေထဲကပိုးမွှားတွေကိုစားတာပါ။တင်ကုန်းနဲ့ရင်ခွင်မောင်ကလေးတွေလည်းပါမှာပေါ့။သူတို့လေထဲမှာအချိန်ကြာကြီးပြန်နိုင်တာကဇီဝဆိုးရဲ့ကိုတစ်ဖက်တစ်ချက်မှာလေးလက်မကန့်ရှည်တဲ့တောင်ပံများတစ်ခုစီတဘာဝကတက်ဆင်ပေးထားတဲ့အတွက်ကောင်းကင်မြင့်စီအရှိန်နဲ့ထိုးတက်နိုင်ခြင်းဖြစ်တယ်။ အစာရှာပြီးအိတ်တန်းပြန်ရင်အတိုက်စီကိုတဟုန်တို့ဝင်ရောက်သွားတတ်တယ်။အခုခမရုံမြင်တဲ့မြင်ကွင်းကမနေ့ပိုင်း6နာရီမှ9နာရီတွင်ဖြစ်နေလိုပါ။နေ့လည်ခင်းဆိုမမြင်အောင်ညနေဆောင်4နာရီက6နာရီတွင်မှတစ်ခါပြန်မြင်နိုင်တယ်။ဇီဝစိုးတွန်းကျင်သူရဲ့စကားတွေကစိတ်ဝင်စားပွဲကောင်းလာပါတယ်။ကျွန်တော်စိတ်ထဲလဲမမြင်ဘူးတာတွေမြင်ရမကြားဘူးတာတွေကြားရတဲ့အတွက်လိုက်လာမိတဲ့ခီးအတွက်အကျဉ်းနဲ့ကြီးကျဉ်းနဲ့နေမိတယ်။ ကျွန်တော်တို့ဒီလိုအတွေ့အကြုံဆိုတာဝေပုံပေးစီအောင်တော့ရနိုင်မှာမဟုတ်တာနောက်တစ်ခါဒီနေရာကိုပြန်ရောက်ဖို့ဆိုတာမရည်ရတဲ့စိတ်ကူးတစ်ခုမဟုတ်လားကျွန်တော်လောဘကြီးစွာနဲ့ပဲပင်လယ်လေးကို အဆုတ်သေးခက်ပြင်းပြင်းယူသွင်းလိုက်ပါတယ်ပန်လုံးအော်ရဲ့ဒုတိယညနေခင်းဟာကျွန်တော်ကိုလှလှပါပါကြီးနှုတ်ဆက်နေပါပြီကန်းကြီးကမလေးရှားပရောက်ပင်တွေရဲ့ခုံတန်းအောက်မှာစီးစာကြီးကိုငေးနေတဲ့ကျွန်တော်ပခုံးပေါ်လက်နှင်းနှင်းတစုံကြားရောက်လာပါတယ် ဘလို့လဲငါတို့ပြင်းနေပြီလားမပြင်းပါဘူးဦးငယ်ကျွန်တော်ဒီမြင်ကုန်းနေမမေ့နိုင်အောင်လွတ်ကျက်နေတာပါနောက်တစ်ခါဒီနေရာရောက်ဖို့မလွယ်ဘူးလေအေးကွာမင်းမပြောနဲ့ဦးငယ်တို့တော့တတ်တတ်နေလို့တစ်ခါမရောက်နိုင်တဲ့နေရာတွေပေါ့ကျွန်တော်ဇီဝစိုးတွေကိုသဘောကျတယ်ဗျာတဘာဝပေးရထားတဲ့အစင်တစားတွေနဲ့လူတွေကိုကျိုးပြနေတာသူတို့ရဲ့အံဘက်ဟာလူတွေအတွက်စီးဝအာဟာရမဟုတ်လားဟုတ်တယ်မနေ့ကဟိုလူစကားနဲ့ဆက်ပြောရရင် ီရဆိုးတွေဟာ သူတို့ကိုယ်ရဲ့ရှာအောက်မှာရှိတဲ့ဒရင်းကြိတ်ကြီးကနေထွက်လာတဲ့စီးကပ်စစ်ထုပ်ကြီးတစ်မျိုးနဲ့အတိုက်လုံးလေးရှိတယ်။အစာရှာရာကပြန်လာပြီးလိုင်ကောင်းကြောက်ချွန်းကြောက်တုံးအကွဲချောင်းတွေကြားထဲမှာအဲ့ဒီစီးကပ်ပစ်ချွဲတဲ့အရည်တွေကိုနှုတ်သီးကနေပြီးစကားကွက်ကလေးတွေလိုအထက်ထက်အန်ထုတ်တာပေါ့။အချွဲမြင်တွေကအလေးနဲ့ထိတဲ့အခါချွဲကပ်စီးထန်လာပြီးလာချမ်းပုံစံတစ်ချမ်းကပ်ခွက်ငယ်လေးဖြစ်လာ မြက်တကောင်စာဝင်အိတ်နိုင်ပြီဆိုနားလိုက်တယ်။မရသေးရင်ကြိတ်ဖန်များစွာအန်နေ။တခါတလေအန်ရပါများလို့သွေးစာလေးတွေတောင်ပါလာတယ်။ဥပီးရင်ဥကိုတိုက်မာထားပြီးမြက်ကဘေးပေါင်မှာ တွေ့ချိတ်အိတ်တယ်။21ရက်မှ29ရက်ထိကြာတယ်ပြောတယ်။မြက်ကလေးတွေကိုအဖေရင်ွေရော အမေရင်ွေပါပေးတယ်ဆိုပါတော့။အကောင်ပေါက်ကလေးတွေဖြစ်လာတဲ့အထိအတိုက်မှာနေပေးကြတယ်။ဘူသားဆန်တဲ့တဘာဝကိုဒီမြက်ကလေးတွေမှာလာတွေ့ရတယ်။ဘူသားဆန်တဲ့တဘာဝဆိုတဲ့ ဦးငယ်ရဲ့စကားကလည်းကျွန်တော်ကိုဟတ်ထီတယ်ဗျာကျွန်တော်ဦးငယ်ကစာရေးဆရာဆိုတော့တင်စားချက်တွေအားကောင်းနေတာပေါ့တကယ်ဆိုကျွန်တော်ရဲ့ဆွဲလမ်းမှုအရာအပင်လေကျွန်းတောင်ကပြန်လာပြီးဇီဝဆိုးစီးနီးကိုဆက်ဆွဲနေမိတာပါဦးငယ်ကလည်းသူစုဆောင်လေးလာထားသည်မကျွန်တော်စီ မချွန်းမချန်ဖွင့်အံ့လို့ဇီဝဆိုးမျိုးနွယ်တွေကအများကြီးတို့မြန်မာနိုင်ငံမှာအတိုက်ဖြူလောက်တဲ့ကောင်နဲ့အတိုက်ညူလောက်တဲ့ကောင်နှမျိုးပဲတွေ့ရတယ် အတိုက်ဖြူလုပ်တဲ့ကောင်တွေကအညိုနှုတ်ရောင်ရှိပြီးစောင်းတဲ့နှွေမှာသာကျွန်းတော်နှွေမှာနေလိရှိတယ်။အတိုက်ညိုလုပ်တဲ့ကောင်တွေကအမွှေးတောင်အညိုရင့်ရောင်ရှိပြီးသူ့ချင်းနှစ်ချောင်းကအမဲရောင်သူတို့ကတော့ပင်လေပင်မှာပဲတစ်နှစ်ပတ်လုံးနေကြတယ်။ဒီရင်းနဲ့တိုက်မှာပဲနေကြတာလား။အင်းဒီလိုတော့မဟုတ်ဘူး။ဘိတ်ကျွန်းစုမှာကျွန်းပေါင်း၈၀၀ကျော်ရှိတဲ့နဲ32ကျွန်းမှာသာသူတို့နေထိုင်ကြတယ်။ဒါကြောင့်ပုလောမျိုးနဲ့မလိနဲ့တိုက်ကျွန်းကျွန်းဝိုင်းလောင်းလုံးမျိုးနဲ့ လောင်းလုံးမြတ်တိုက်ကျွန်းကျိုးဝိုင်းကျွန်းစုမြို့နယ်ရေးငတ်တိုက်ကျွန်းကျိုးဝိုင်းပုတ်ပြင်းမြို့နယ်ပုတ်ပြင်းငတ်တိုက်ကျိုးဝိုင်းဆိုပြီးသတ်မှတ်ထားတာတွေရှိတယ်။အရင်းသားကြီးတတိုင်းနဲ့ငတ်တိုက်ထွက်ကုန်ဘယ်နည်းလိမ့်မလဲဟုကျွန်တော်ဆက်တွေးနေမိတယ်။ဥငယ်ကလည်းစကားဆက်ပြန်တယ်။နောက်ဆက်တွဲစကားတွေကိုတော့ကျွန်တော်အာရုံဝန်စားခြင်းမရှိတော့ပါဘူး။ငတ်တိုက်ရဲ့နိုင်ငံခြားကိစ္စတွေပါ။ကျွန်တော်အာရုံထဲမှာတော့ဥတွေကိုအပေါ်တလဲအမတလဲစီဝတ်ကြတယ် ငှက်ကလေးတွေကိုအဖေ့ရင်ဝေးရော အမေ့ရင်ဝေးပါပေးတယ်ဆိုပါတော့လူသားဆန်တဲ့သဘာဝကိုဒီငှက်ကလေးတွေမှာတွေ့ရတယ်ဆိုတဲ့ဇာတ်ရည်သားလူလာဆုံဆန်ဝဲလှည့်နေတော့တယ်ကျွန်တော်ရင်ထဲမှာလည်းတင်းကျပ်စွန်းနေမှုတွေဒီလို တရိပ်ရိပ်တက်လို့အဲ့ဒါဘာဖြစ်တာလဲရုတ်တရက်ဘာမှမသိနိုင်ပေမဲ့တိတ်မကြခင်မှာဝေဒနာရဲ့အမည်နာမကိုကင်မွန်းတက်လိုက်နိုင်ပါတယ်ဟုတ်ပါတယ်ဒါဟာအလွမ်းဝေဒနာပါ ရန်ကုန်ကိုပြန်တက်မဲ့ကြက်လီရင်ဟာကောင်းကင်ကိုတရှိန်တို့ထိုးတက်ပြီးမြို့ကလေးပေါ်ကိုတပတ်ပတ်ဝဲပြန်နေတော့တယ်။တိတ်လာတဲ့မြို့ကလေးကျွဆူဆူတင့်ရိပ်အော်အော်စိတ်မြဆူဆူမြို့ကလေးတင်လေဒီအတက်ကြရင်းနဲ့ဝန်းရံပက်လဲနေတဲ့မြို့ကလေးဒီမြို့ကလေးမှာနှစ်ပတ်ကြာလဲပတ်နေထိုင်ခဲ့ရတဲ့အတွက်ခံစားမှုအစ်စ်တွေကိုလက်ခံရရှိလာမှုအပေါ်မှာတော့ကျွန်တော်အနေနဲ့မကျေနပ်နိုင်ွယ်မရှိပါ မြေစင်လောင်နီးပါးမြို့သစ်ဈေးကလေးရှိကလက်ဖက်ရည်ဆိုင်မှာတွေ့ဆုံနေကြစာရေးဆရာကပြဆရာတွေကိုကတုတ်ကရဲ့နှုတ်ဆက်လိုက်ရတာတော့စိတ်မကောင်းပါဘူးပန်လုံးဟောကပြန်လာပြီးဇီဝဇိုးတို့ရဲ့ရတမယ်လိုဒီတဲ့စီးမျောခဲ့တဲ့ကျွန်တော်အိမ်ရောက်ရောက်ချင်းအန်တီမီကရန်ကုန်ကဖုန်းလာတယ်တေစာဖေဖေနဲ့မမီကတေစာပြိမာပြောရဲ့လားဘာတွေလုပ်နေလဲကျမရေရောကောင်းရလားဆိုပြီးစိတ်ပူပြီးဆက်တာပါအန်တီမီကဦးငယ်နဲ့ပန်လုံးဟောလိုက်သွားတယ်ပြောတော့ တေးစားအမိထုံးစံအတိုင်းအတန်ကျေလာပါရော သူ့သားနုနုထွတ်ထွတ်ကလေးခရီးချမ်းခေါ်သွားရမလားဆိုပြီးကျွန်တော်မိမိပုံစံကိုမြင်ယောင်နေပါတယ်ကျွန်တော်နဲ့ပတ်သက်ရင်ပတ်ဝန်းကျင်ကအဖြစ်သေးတယ်လို့မှတ်ချက်ပြုရအောင်စိတ်လက်ပူပန်တတ်သူပါအခုလောက်ဆိုမိမိဘလောက်ရှင်ဘူးနေမလဲကျွန်တော်စိတ်ထဲမွန်းကျက်လာတာနဲ့အိမ်ရှိပန်းချံကလေးတွေဆင်ပြီးခုံနှင်းလေးမှထိုင်နေမိတယ်စိတ်တွေပြန့်လွင့်နေလို့အန်တီမီအနားရောက်လာတာတော့မသိဘူး အန်တီမီကကျွန်တော်အနာထိုင်ချပြီးတေစာလေးဖေဖေမေမေတို့ရဲ့ချစ်ချင်းတရားပေါ်တန်တရားမဝင်စေချင်ဘူးတားကိုမွေးတဲ့အမေရင်အန်တီတော်ရာကိုလည်းအပြစ်မတင်ပါနဲ့သူကအမကြီးကိုတသက်လုံးကြောက်လာရတာသူ့ယောက်ျားဆိုတာကလည်းအမြဲတမ်းနောက်တန်းမှနေတဲ့သူတားကိုမွေးပြီးရတားကလေးနဲ့ပေးလိုက်ရတာအမေရင်နဲ့ပဲချိပါမလဲဒီဖြစ်ပျက်တွေဟာအန်တီမီပိတ်မှာတာဝန်မထမ်းဆောင်ခင်အကူကြီးနဲ့တူနေ့စဉ်ကြုံခဲ့ရတာမို့ အလုံးပြည့်နေတာပါ။ရတားကလေးကိုနှုတ်ဘူးတိုက်မွေးရတဲ့ကိရိကထာကနေတာမဟုတ်ဘူး။အကိုကြီးတို့လင်မယာညဆိုရင်တယောက်တလက်ထားလို့ဝန်းနှန်းလောက်တစ်ဖက်နဲ့ယုံခဲ့ကြတယ်။သားလေးနှစ်ရွယ်တွင်းလုံတောက်ကွေးဖြစ်တော့ပြာရခတ်ပြီးဆေးရုံတင်ရပါရော။အဲ့ဒီမှာဆီယောင်ကကလေးကိုအဖက်မကြွေးပါနဲ့လို့မှာတာ။မင်းမေမင်းတွက်စိတ်ပူပြီးပြန်ပြောလိုက်ပုံကဟုတ်ကဲ့အဲ့နဲ့မကြွေးပါဘူးဆရာတဲ့။သားစောနဲ့စောက်တီးရမရပူပင်တော့ကဖြစ်နေတာ။ ဆွေးမျိုးထဲမှာပြော့စမတ်တွင်သွားတော့တယ်။သူ့ဝမ်းနဲ့လွယ်ပြီးမမွေးရုံတမဲတက်တက်လှုပ်ချစ်ခဲ့ကြတာ။အဲ့ဒီပေါ်တန်တရာမဝင်စေချင်ဘူး။အန်တီမီတန်ကကျွန်တော်နားထဲမှာကြားတစ်ချက်မကြားတစ်ချက်ကျွန်တော်ပြန်ပြောလိုက်တဲ့စကားတခုကကျွန်တော်ရန်ကုန်ပြန်ဖို့လေးလက်မှတ်ပြန်လုပ်ပေးပါအန်တီမီ။ကျွန်တော်ရင်ထဲအုံချင်းဖွဲ့နေတဲ့ဇီဝစိုးဖြစ်စင်တဲ့ပေါင်ပြီးဒီဆုံးဖြတ်ချက်ကိုပိုင်ပိုင်ချလိုက်နိုင်တာပါ။ပြန်မဲဆိုးတော့လေပြုံးစားကြီး။အကူငဲ့နေတဲ့ညီမလေးနှစ်ယောက်ကိုနှုတ်ဆက် ကံပြားရက်ွက်ကချစ်စရာအင်္ဂလိပ်ကိုနှုတ်ဆက်အပြန်ခရီးဟာကတုတ်ကရက်ပါပဲအခုရန်ကုန်ကိုပြန်တက်မဲ့လေရင်ပေါ်ရောက်နေပြီလေရင်ပြင်းပောက်ကနေအောက်ကိုငုံကြည့်တဲ့အခါမြင်နေရတဲ့မြို့ရဲ့အလာနဲ့ကျွန်းစုဖွဲ့ဖွဲ့တွေကျဲပတ်ထားတဲ့ပင်လယ်ပြင်ကြီးပန်လုံးဝစခန်းပင်မှာပါလေရေအင်းငတ်တိုက်တောင်ကြီးတွေပင်မှာပါလေဘိမ့်မြို့ကပင်လယ်ပြင်ကိုစောက်ကြံနေတာလားပင်လယ်ကဘိမ့်မြို့ကိုထွေးပတ်ထားတာလား အင်ကိုလွမ်းလို့ပြန်သူဖို့မြို့ကလေးကိုမခွဲရနိုင်ဖြစ်နေပြန်ပြီကျွန်တော်မှတ်စုစာအုပ်ကလေးထဲမှာတခုတ်တရရေးပေးလိုက်တဲ့ကဗျာဆရာဝင်းအိမ်ရဲ့ကဗျာလေးအာယုံထဲမှာပေါ်လာတယ်ကဗျာဆရာသူ့မြို့ကိုမှတ်ချက်ချထားပုံကလှတယ်ကျွန်တော်ကန့်ကွက်ရန်အကြောင်းမရှိပါဘူးပင်လေလေးအာရပါရရှူဆိုင်ခဲပင်လေလေးအာရပါရတောက်ချိုးခဲပင်လေရဲ့အတွင်သားကို အာရပါရဖွင့်ဖက်ခဲ့ ပင်လယ်ပေါ်တယံတသိမြသစ္စာဖောက်ခဲ့ပင်လယ်မရှိရင်အတိတ်ပဲမရှိနိုင်တော့လောက်အောင်ပင်လယ်ရဲ့ကျေးဇူးတော်ကို အမြဲတစေတည်တပ်ပေါ်ကျူခဲ့ပင်လယ်ရဲ့ဘာသာဗေဒကိုကျွမ်းကျင်မှုမှာတစ်ဖက်ကန့်ခတ်ပင်လယ်နဲ့သူ အားအားရှိဗဟေရိဝတ်တန်းကစားခဲ့ပင်လယ်နဲ့ရိုးမြေကြဖွားဘက်တော်အစ်စ်ဖြစ်နေမဟေတီရုပ်ဆောင်မဂဇင်းအမှတ်328 ်အပြီ2012ဟုတ်ကဲ့ပါစောင်းလေးဖတ်နေရင်လည်းစိတ်အနှောင့်အယှက်ဖြစ်ရတာတော့စာစီထားတဲ့စလုံးပေါင်းတွေမှားတာပါပဲတော်တော်စိတ်ညစ်တကယ်လို့များနောင်မြတ်မှာခွင့်ရရခဲ့လို့ရှိရင်လေတကယ် proof ဖတ်တဲ့သူလောက်ခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့လေစာတလုံးကြဝါတာတို့စာစလုံးပေါင်းမှားသွားတဲ့အခါစာတစ်ပုံလုံးရဲ့အနှစ်သာရအရင်ပြတ်သွားပါတော့ ကျွန်တော်တီးမခံနိုင်တဲ့အပိုင်းမှာရှိတယ်ခုနောက်ပိုင်းထုတ်တဲ့စောက်တွေကဟိုအရင်တော့စောက်တွေမှာတော့တော်တော်အမှားနေတယ်အခုနောက်ပိုင်းထုတ်စောက်တွေပြန်ရိုက်တဲ့စောက်တွေဆိုရင်တော်တော်စလုံးပေါင်းမှားတာပေါ့နော်ဒါတော့ဖက်နေရင်တော်တော်ကိုအနှိုင်းဖြစ်တာမလို့ကျုံတို့စိတ်ထဲမှာမခံစားနိုင်လို့ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီနေ့မှာတော့ငယ်ကဆီယမမိချမ်းဝေးတတ်ထားတယ်။မြင့်စီရင်တို့ကခုံချင်းတွေကနောက်ထပ်ဝတ္ထုတို့အတ္တတဘုတ်ဖြစ်တဲ့ ရင်ွေလုံးစည်းပစိုးဆိုတဲ့ဒီဝတ္ထုတို့လေးကိုဖတ်ပြပေးသွားခဲ့တာပေါ့နော်ဒီဝတ္ထုတို့လေးထဲမှာပါတယ်ပေါ့နော်ဒီပန်လုံးអော်ဆိုရင်သူကပန်လုံးអော်လေးရေးတယ်တချို့နေရာတွေမှာပန်လုံးអော်ဆိုပြီးဖြစ်နေပေါ့နော်အဲ့လိုဆိုတော့ဒေတာတန်မှာထွက်တဲ့အခါမှာတကူကူအလွဲချော်လေးများရှိခဲ့ရင်လည်းနားလည်ပေးပါသူတို့စလုံးမောင်းအားလည်းတနေ့ရတစ်မျိုးဖြစ်နေတော့လေဟုတ်ကဲ့ပါဒီနေ့မှာဝတ္ထုတို့လေးကိုအဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ခြေတော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် ချိုကိုရဲ့အခြေအနေချက်တွေကိုပါနားထောင်ပြီးခဲ့ကြတယ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်လို့ဟုတ်ကဲ့ပါဒီရက်ဒီမှာရာသီကူပြောင်းနေဘုံတော့အားလုံးလည်းဖြားကြနာကြဒီချိုကိုလည်းတော်တော်ကိုထီထားပါဘောနော်ချောင်းဆိုးတယ်အခုလည်းတန်းတော့တိတ်ပြီးအဆင်မပြေဘူးဒါပေမဲ့ဟိုပတ်စင်တိုင်းဖတ်ပြနေကြဆိုတော့လေပြက်ကွက်ချင်တာမျိုးစူးစားပြီးဖတ်ပြထားပါတယ်လို့ဟုတ်ကဲ့ဒါဆိုရင်နောက်တစ်ပတ်မှပြန်တွေ့မယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင် bye bye